ပ်ออฟမိုင်းပေါ့เนาะတတိလက်ရှိနေမှာလာဖြစ်နေတာเนาะအဲတတိရှိနေတဲ့အချိန်မျိုးမှာဒီလိုသိခံတဲ့စိတ်ဖြစ်လာเนาะ in the in the heart of a in the heat of a stressful interpersonal situation ဟုတ်အမ်တန်တင်းမာနေတဲ့အချိန်ကြီးဈာတယ်မှာကိုပဲတတိရှိနေတာတတိရှိနေလို့ရှိရင်နည်းနည်းစိတ်ပူရှိအဲ့လိုစိတ်ပူလို့ရှိလို့ရှိရင်တဲ့အကျိုးကျေးဇူးဟာချက်ချင်းပဲရပါတယ်တဲ့ဘာဖြစ်လို့လဲ because the other person usually senses that you cannot be intimidated or overpowered ကိုကတရရှိနေတော့ကို့မှာနည်းနည်းတည်ငြိမ်မှုရှိနေတယ်နော်အေးအေးဆေးဆေးပဲသူကသောသားကြီးနေမယ်ကိုကအေးဆေးဆေးပဲကြောက်တဲ့အမူအရလည်းမပြောင်းထွက်လည်းမပြေးဘူးသူ့လည်းရံပြန်မလုပ်ဘူးအေးအေးဆေးဆေးပဲနေတယ်နော်တတိနေအေးဆေးနေဆိုတော့တစ်ဖက်ကတည်တယ်ငါ၆တန်းတူကြောက်နော်နောက်လည်းသူရံခံမလုပ်ဘူးသူကြောက်လည်းမကြောက်သူတော့အေးအေးဆေးဆေးလေးနားထောင်ဒီကိစ္စကိုအေးအေးဆေးဆေးနားနေ အဲ့လိုကိုကအေးအေးဆေးဆေးခေါင်းအေးအေးနဲ့နေတယ်ဆိုတော့ဒီဘက်ကတိရဆိုရင်ကိုပဲကိုဘက်ကနည်းနည်းလေးတော့ရှင်တော့သွားသူ့ရံပြန်ခါလို့သူကိုဘက်အားရှိတာသူကြောက်တဲ့အမူအရာပြန်သူကိုအားရှိတယ်နော်သူကြောက်တဲ့အမူအရာလည်းမပြောင်းဘူးပြန်လည်းပြန်မတော့အေးအေးဆေးဆေးနေတဲ့ဘက်ကသူ့မှာခိုင်မာတဲ့သဘောကိုပြတာနော်အဲ့တော့ဒေါသကြီးတယ်ဆိုတာခိုင်မာတဲ့သဘောမဟုတ်ဘူးဆက်ပြီးရဆိုတာလည်းပဲခိုင်မာတဲ့သဘောမဟုတ်ရံပြန်တွေ့ရဆိုတာလည်းပဲခိုင်မာတဲ့သဘောမဟုတ်ဘူးအေးအေးလေးနဲ့ဒီဒီငြင်းနေလိုက်တာ ဲ့ဒီခိုင်မာတဲ့သဘောထားကိုတစ်ဖက်သားမြင်လို့ရှိအလိုလိုနည်းနည်းလေးရှင်းသွားပြောင်းပြောင်းနဲ့သူ့လေသာပြောသွားတယ်အရှင်ရောသွားတယ်ဒါကြောင့်သူတစ်ပါးကကိုယ့်ကိုစိတ်ဆုမှဆုပြောလိုက်ရှိအေးအေးလေးတတိလေးထားလိုက်ကိုယ်စိတ်ကျမကိုယ်စိတ်တွေကတော့ပြန်ပြောကျင်တာပေါ့နော် reaction ကိုလာနေပြီဒါပေမဲ့အဲ့ဒီ reaction ကိုပြန်ကြည့်လိုက်ပါမစိတ်ကတော့နည်းနည်းစိတ်ပြုတ်ငါပြန်ပြောကျင်ဒါပေမဲ့ခဏနေပြောတော့ပြောမှာထွက်တော့မပြေဘူးအရှုံးတော့မပေးဘူးနော်ဒါပေမဲ့ အေးအေးစစ်စစ်ပြောသူ့လိုတော့ဒေါ်ကြီးမောကြီးနဲ့ပြန်ပြောအဲ့လိုအေးအေးလေးနေနေတယ်ဆိုရင်ပဲတစ်ခါကနည်းနည်းတော့ရှုပ်သွားအဲ့ဒါကကချက်ချင်းကလိုက်တော့ကျူးကျေးသူပဲဟီအော်ရှီ will feel your calmness အဲ့တစ်ခါကကိုယ်ကိုရန်လိုတဲ့လူဟာယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်နော်ကိုယ့်ရဲ့ calmness ကိုယ့်ရဲ့ကိုယ်ကတည်ငြိမ်လေးနေတာကိုသူရသွားတယ်နော် will feel အဲ့ဒါကိုသူခံစားလိုက်ရတယ် and self confidence ကိုယ့်ရဲ့မိမိကိုယ်ကိုယုံကြည်မှုရှိနေတယ်ဆိုတာကိုလည်းပဲတစ်ဖက်ကအဲ့ဒါကိုသိသွားတယ်။ဟာ तू ကတော့ထွက်နေတယ်။ तू နေရာလေးမှာ तू ခိုင်မာမာလေးရပ်တယ်နေတယ်။အေးအေးလေးရပ်လို့နော်။အဲ့ဒီသိကြ။အဲ့ and will in all likelihood be drawn toward it because it embodies inner peace အဲ့လိုကအေးအေးဆေးဆေးလေးနဲ့ ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ညက်တိလိုက်တဲ့ဆိုရင်ဘယ်တစ်ဖက်ကအဲ့ဒါကိုအဲ့ဒါရဲ့အင်အားကိုသူကသွန်မိုးတာခံရတာပဲနော်မိမိရဲ့အတွင်းမှာတနည်းအားဖြင့်ပြည်ငြိမ်မှုအေးစိမ်းမှုရှိနေတာအဲ့ဒါကိုကဆွဲဆောင်မှုတွေရှိ when you are willing to be secure enough in yourself to listen to what other people want the fact that all you mean to do that is to be able to go ကိုကကိုစိတ်ထဲမှာ လုံချုံမှုခိုင်မာမှုရှိတယ်ဆိုသူပြောတာကိုစုံအောင်နားထောင်ပြောသမှာတိုင်းပါပြောမှုပြောဟိုကငကိုလေးကကြောက်စိတ်ရှိတယ်ဆိုသူကတခုံးပြောနေတယ်ပဲကိုကိုကိုပြန်ကားဝဲတော့အဲကိုစိတ်ထဲမှာခိုင်မာမှုရှိလို့ရှိရင်သူ့စကားကိုနားထောင်နိုင်တယ်တဲ့အဲ့ဒါစဉ်းစားကြည့်ရအောင်ကိုစိတ်ထဲမှာခိုင်မာမှုမရှိလို့ရှိရင်သူ့စကားကိုစုံအောင်နားမထောင်ကြောက်ကြောက်နဲ့မြန်မြန် defend လုပ်တော့နော်အဲ့တော့ how they see things without constantly react သူတို့ကဒီအခြေအနေကိုဘယ်လိုမြင်လဲဆိုတာကို react မလုပ်ဘဲနဲ့အေးအေးဆေးဆေးနားထောင်ပြီးအစီအကျင့်နော် objecting သူတို့စန့်ကျင်ဘက်ပြန်မလုပ်နော်စန့်ကျင်ဘက်မလုပ်ဘဲနဲ့အေးအေးဆေးနားထောင် arguing ပြန်တော့မငင်းမငင်းမနဲ့အေးအေးဆေးနားထောင်ပြောစီသူဆုံးအောင်ပြောပါစီပြီးမှကိုပြောချင်တယ်ပြော fighting သူ့ပြန် fight လုပ်နော် resisting မခုကံ making yourself right and them wrong မမှန်နဲ့နှမတယ်လို့ဒီလိုမပြောဘူးဒီစရိပဲ and they will feel hurt အဲ့ဒါလို့ကိုကသူတို့စကားကိုမဟန်တားလိုက်ဘူးသူတို့စန့်ကျင်တယ်မလုပ်ဘူးအေးအေးစရိနားထောင်နေဆိုရင်သူတို့စိတ်ထဲမှာငါပြောတာကိုသူချာနားထောင်တယ်ငါဆိုလိုတာကိုသူကြားတယ်ငါဘက်ကအမြင်ငါဘက်ကသဘောထားငါရဲ့လူအချက်သူသဘောပေါက်တယ်ဝဲလ်ကမ်သူပြောတာကိုဝဲလ်ကမ်လုပ်ပါတယ်ဆိုတာကိုလည်းပဲ ူစိတ်မှာအဲ့လိုခံစားမှာနော် accepted သူပြောတာတွေကိုသဘောတူသွားတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုနားမထောင်ပဲနဲ့ချက်ချင်းပြန်ပြီးတော့မြင်ပြတာမျိုးမဟုတ်ဘူးဆိုတာကိုတစ်ခါကနားလေအဲ့ဒါတည့်ရည်ကြည့်နော်မိဘပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ်တခုခုပြောလာတဲ့ခါမှာချက်ချင်းကြီးပြန်ပြီးတော့စကားလှမ်းမပြစ်ဘူးဒီကြည့်အဲ့တော့စကားချက်ချင်းပြန်လာလို့ရှိရင်တစ်ခါကဘယ်လိုထင်လဲဆိုတော့ငါပြောတော့ဒီနားထောင်မလို့ငါပြောတော့ဒီဘုံမပေါ့ ဲ့လိုသဘောပေါက်ဖို့ရှိရင်ထက်ကထက်ကအပန်းကြဲကြဲနဲ့ပို့ပြီးပြောလို့ရှိတယ်။ပို့ပြီးတော့ကြည်လာလို့ရှိတယ်။အေးအေးဆေးနားထောင်လိုက်တဲ့ဆိုရင်လည်းတပြေးပြေးနဲ့သူ့စကားကအကုန်သွားပြီးတော့ညင်သွားတယ်။အဲ့တော့တစ်ဖက်သားရဲ့စကားကိုကိုအောင်ယူလိုက်ဖို့တဲ့အရေးကြီးတယ်။အဲ့လိုယူနေမှုဆိုရလည်းပဲကိုယ့်ဘက်ကတော့ secure ဖြစ်မှရ။အဲ့လို secure ဖြစ်ဖို့ဆိုတာကကလုံခြုံမှုရှိဖို့ဆိုတာကကကိုယ့်ဘက်ကတတိရှိမှာ။အဲ့ဒီရှိလို့ရှိရင် secure ဖြစ်လာတယ်။ self confidence ရှိလာတယ်။ကိုယ်စိတ်ကိုကိုယ်သိနေလို့ရှိတယ်။ ်ဒါအသက်ရေးကြည့်တဲ့ချက် this feels good to anybody ကိုကပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်နော်ကိုပြောတဲ့စကားကိုအေးစူးစင်းနားထောင်လိုက်တယ်ဆိုရင်ကိုပဲစိတ်ထဲမှာတမျိုးကျဉ်းနှံ့မှုရတယ်နော်ကိုကစိတ်ဆူလို့တခြားတယောက်ကိုပြောနေတယ်ဆိုတာတော့နော်အဲ့ဒီလူကဟိုမကြမ်းဆောင်နေတာမဟုတ်ဘူးနော်တေးသေးချာချာနားထောင်စိတ်အေးအေးစူးစင်းနားထောင်လို့ဆိုကိုပြောနေတာပြောလိုက်ရတဲ့အတွက်ကြောင့်တမျိုးကျဉ်းနှံ့သွားတယ်တမျိုးပေါ့သွားတယ် ပြီးမှတစ်ခါကပြန်ပြောရဆိုရင်တော့မှအဲ့ဒီတစ်ခါကပြန်ပြောတာကိုနားထောင်နေတဲ့အချိန်တွေရှိလာကိုယ်စကားမဆုံးခင်မှာကိုယ့်ဘက်ကရတလျက်လုပ်မယ်ပြန်ပြောတုတ်ပြန်မယ်ငင်းပယ်မယ်အဲ့လိုဆိုရင်သူငင်းကိုငင်းဖြစ်ကိုယ်စကားလည်းသူနားမလဲသူစကားလည်းသူနားမလဲပြတ်မှာဘယ်လိုမျိုးမှပြင်ပြင်ပြင်နေတာနော် in this way your mindfulness practice can have a healing effect on your relationship ဒီလိုနည်းနဲ့ ူကလက်ပြေးလေအောင်ပြောကိုကလက်ပြေးလေအောင်ပြန်ပြောလို့ရလို့ရှိရင်ဒီ relationship ကနည်းနည်း healing effect ရှိတာငါကကျက်စီးနေတာချွေးနေတာညာနည်းနည်းပြန်ပြောစဉ်းစားသွားလို့ရတယ်ရဲ့ relationships can heal just like bodies and minds can heal body နဲ့ mind တွေဟာဒီခန္ဓာကိုယ်မှာအနာဖြစ်လို့ရှိရင်အနာပြန်ကျက်သွားနိုင်တယ်နော်စိတ်မှာအနာကြီးမှုရှိတိုင်းအနာကြီးမှုတွေကတစ်ခုပြန်ပြီးပျက်ပြောက်သွားတယ် relationship တွေကလည်းပဲတစ်ခါတည်းအစိမ်းမပြေမှုဆိုတာဖြစ်တတ်တယ်နော်ဒါလည်းဒါပေမဲ့အဲ့လိုသဘောထားမှန်မှန်နဲ့အေးအေးဆေးဆေးပြေးပြေးလေးလည်းပြန်ပြောနေလို့ရှိရင်ဒီအနာလေးကပြန်ချက်သွားနေတယ်ရဲ့နော်အဲ့ဒါကိုသဘောပေါက်ဖို့လေတစ်ခါတည်းအစိမ်းဆိုးမိတာနဲ့ပဲအတက်လုံးရန်သူကြီးလို့သဘောမထားဘူး fundamentally this is done through love kindness and acceptance အခြေကားအပြင်ဆိုရင်အဲ့ဒီ relationship ကိုပြန်ပြီးတော့ကောင်းလာဖို့ဆိုတာချစ်ခင်မှုကျေနပ်မှုနဲ့ သူ့ကိုသူလက်ခံနေဘူးဆိုတာကအခြေခံတော့ဖြစ်တယ်နော်အဲ့ဒီသဘောထားမျိုးနဲ့လုံးဝပဲဖြစ်တယ် but in order to promote healing in relationships or to develop the effective communication such healing depends on the relationship ကပို့ပြီးတော့ဒီကောင်းလာအောင်နော် promote healing ဆိုတော့ဒီအဆင်ပြေလာအောင်စစ်ဆက်မိတော့အောင်ဒါပို့ပြီးတော့အားကောင်းလာအောင်ပြီးတော့ communication ကလည်းပဲ mm. ပြီးတော့ထိအောင်ရှိလာအောင်ဆိုရင် you will have you will have to cultivate an awareness of the energy of relationships အဲ့ဒီ relationship ထဲမှာရှိနေတဲ့ energy ကိုသိဖို့လိုတယ် energy ဆိုတာသဘောထားတွေပြောတာဘယ်လိုသဘောထားနဲ့ဆက်ဆံနေရလဲဆိုတာအဲ့ဒါကိုသိဖို့လိုတယ် including the domains of minds and bodies အဲ့ဒီ ဒိုမိန်းဆိုတော့ဘာလို့ပြောရခဲ့။သူ့ရဲ့တည်နေရာလို့ပြောတာ။သူ့ရဲ့စိတ်စိတ်နေဘောထားတွေရော